ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့နော်နှစ်ရက်ကိုလုံးဝတင်မပေးနိုင်ခဲ့ဘူးပေါ့နော်အဲ့နှစ်ရက်အတွင်းမှာတော့ကျွန်တော်ပိုက်ပါမှာနေမကောင်းကြတဲ့ပဲပိုက်ပါမှာတော့တောင်းယူထားတာဖြစ်တဲ့အတွက်ပိုက်ပါမှာကျွန်တော်ပေးတဲ့အခါမှာတော့ပိုက်ပါမှာခွန်တစ်တစ်ခွက်တစ်ခွက်ပဲအောင်းခဲ့ပါတယ်ကျန်တဲ့ထိပ်စီးလေးတွေတော့အောင်းနေပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကျွန်တော်20လေးတွေပဲစာမယ်ကျွန်တော်လည်းတိတ်ကောင်းမှုတော့ညာလေကျွန်တော်ကိုစောင့်မျှော်နေတဲ့လူတွေအတွက်ကိုကျွန်တော်ပေးလို့ခြင်းပေးခြင်းတဲ့အတွက်ကျွန်တော်စူးစမ်းပြီးတင်ဆက်ပေးခြင်းဖြစ်တယ်။ကဲအဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆိုရင်2253ကနေစပါမယ်ဗျ။2 2 တိချောင်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မှာဖြစ်ပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဘယ်လိုတွက်မလဲလို့ကျွန်တော်တို့မေးလာမယ်ဆိုရင်ဒီနှလုံးအပေါင်းမှာဖြစ်ပါတယ်အဲ့တော့ခွန်အပေါင်း1နှလုံးပေါင်းတော့8ပါတယ်เนาะ8 ရှေ့ရှေ့ရဲ့နှက်ခတ်က1တရဲ့ပါဝါ6 8 6ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့16တဟော16မှာတကဲ6ကဲထိပြီးအခွေအနေနဲ့အောင်သွားပါတယ်84တဲ့84မှာလည်း8တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပြန်ပါတယ်ဗျအဲ့တော့16ရော84ရောအောင်ခဲ့တဲ့အတွက်ညာရောမနေ့ကောအောင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ကဲနောက်တစ်ပြန်တော့တွက်ပါမယ်8ခွန်9နဲ့8 ခွန်ငါနှစ်တငါသုံးသုံးသုံးကိုနှစ်ချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုရင်ဒီနှစ်နဲ့ဒီသုံးနဲ့ပေါင်းပါမယ်အဲ့တော့ဒီသုံးနဲ့သုံးနဲ့နှစ်နဲ့ပေါင်းမှာဖြစ်တဲ့အတွက်သုံးပေါင်းနှစ်ညီမချင်း၅ပါတဲ့၅ရဲ့နှစ်ခက်ကသုံးသုံးရဲ့ပါပါရှစ်၅သုံးရှစ်ဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့၃ညာနှစ်တည်းမအောင်ပါဘူး ရှစ်တောင်ညားရတယ်ရှစ်တောင်ညားမှာတော့ရှစ်တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပင်ကိုတက်ပါမယ်ရှင်းငါဘူငါရှင်းငါဘူငါရှင်းငါဘူ၈၆၅တိကို၆၅တိကိုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ ဒီရှင်းနဲ့ဒီတင့်နဲ့ပေါင်းပါမယ်တဲ့ရှင်းအပေါင်းတညီမချင်းကိုကိုရဲ့နှက်ခက်က6 6ရဲ့ပါဝါ1ကို61ဆိုတဲ့ကီးသုံးလုံးဒီပြမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်ရှစ်ရှစ်တဲ့မအောင်ပါဘူးဗျာနှစ်တတဲ့နှစ်တမှာတော့ကျွန်တော်တစ်တလုံးထီပြီးတော့အောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်ခွန်ခွန်လေးငါ လေးသုံးသုံးညခွန်နင်ငါတစ်သုံးဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါဗျာအဲ့မှာတွေ့မယ်ဆိုရင်ဒီခွန်နဲ့ဒီတစ်နဲ့ပေါင်းမှာဖြစ်ပါတယ်ခွန်အပေါင်းတစ်ညီမချင်း၈ပါတဲ့ရှင်းရနခကတိတိရပါဝါ6ရှစ်တိ6ဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတာကြတော့3တိတဲ့3တိမှာတိတလုံးထိပြီးအောင်ခဲ့ပါတယ်6ရှစ်တဲ့6ရှစ်မှာတော့6က ရှစ်ကောထိပြီးတော့အခွေအနေနဲ့အောင်တဲ့အတွက်ညောင်းမနဲ့ကောအောင်စားပါလေဗျ။ဖြေနောက်တစ်ပြီးတော့တွက်ပါမယ်။ခြောက်3 5 6 4 4 8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  မြမချင်းခွန်ခွန်ရဲ့နှက်ခက်က3ည3ညပါဝါ5ခွန်3ည5ဆိုတဲ့ကီး3လုံးဒီပြန်မှထွက်ရမယ်တဲ့အဲ့မှာဘာကြီးထွက်သွားလဲဆိုတဲ့ခါကျတော့3ည4တဲ့3ည4မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်3ခွန်နဲ့3ခွန်မှာလည်းကျွန်တော်တို့ခွန်3လုံးထိပြီးညရောမနဲ့ကောအောင်ခဲ့ပြန်ပါတယ်ဗျကျနော်ဒီရောတပါမယ်6296 6296 5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  နေ6 4 3ညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထိထားပါထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခါကျတော့6နဲ့4နဲ့ပေါင်းပါမယ်အဲ့တော့6အပေါင်း4ညီမချင်း3ပါတဲ့3ရဲ့နှက်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်3ည5 3ည5တဲ့3ည5မှာ3ည5ရောထိပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်၄ခွန်းနဲ့၄ခွန်းမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြန်တပမင်9256 4965 3582 3582ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ6နဲ့ဒီ9နဲ့ပေါင်းပါမယ်အဲ့တော့9ပေါင်း6ညီမချင်း3ပါတဲ့3ရဲ့နှစ်ခက်က9 9ပါပါ3ည3 9 3ညဆိုတော့ဒီ3လုံးပဲထပ်ရပါတယ်တဲ့အဲ့မှာကျွန်တော်ဗားထွက်သွားလဲကြည့်လဲရအောင် နှစ်သုံးနဲ့နှစ်သုံးမှာသုံးတလုံးထိပြီးအောင်ခဲ့ပါတယ်။ရှစ်သုံးနဲ့ရှစ်သုံးမှာလည်းသုံးတလုံးပဲထပ်ထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျ။အဲနောက်တစ်ပြန်တွေ့ပါမယ်။ဟိုလေဟိုလေခေါင်က6နှစ်တစ်တုံညာတစ်တုံညာဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်တင်းနဲ့နင်းနဲ့ပေါင်းပါမယ်တဲ့အဲ့ဒါနှင်းအပေါင်းတစ် အင်းများချင်း၃ပါတဲ့၃နှစ်ခက်က၅၅ရဲ့ပါဝါ၃ည၃၅၃ညဆိုတော့ဒီ၃လုံးပဲဒီပြင်မှာထပ်ထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့ဟမ်ဟာအေးဟုတ်ဟိုအောက်ရောက်ပါခွန်၅တဲ့ခွန်၅မှာကျွန်တော်တို့၅တလုံးထိပြီးအောင်ခဲ့ပါတယ်ညနေပိုင်းနဲ့ခွန်၅လို့ပဲထပ်ထွက်တဲ့အတွက်ငါးတလုံးပဲထပ်တည်ပြီးညာရောမနေ့ကအောင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ဗျကဲအဲ့တော့ကျွန်တော်တို့တင်းနှလန်ဒီအတွက်ကီးလေးထုတ်လိုက်ရအောင် ကိုကိုနှစ်တောင်ညခွန်လေးငါးချောက်ခွန်တစ်တစ်နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရင်6နဲ့1နဲ့ပေါင်းရမှာဖြစ်ပါတယ်6ပေါင်းတစ်ညီမချင်းခွန်ခွန်ရဲ့နှစ်ခါက3ည3ည8ပါဝါ9ခွန်3ည5ဆိုတဲ့ကီးသုံးလုံးငါးတယ်မပြည့်ဘူးဆိုရင်တနေ့လာနေမှာထွက်ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီ935လေးကိုကီးထိတ်ကလေးတွေနဲ့ကပ်ပြီးစဉ်းစားလိုက်ရအောင်အဲကီးထိတ်ကီးထိတ်ကတင်းလာနေအတွက်ကီးထိတ်ကတော့ကီးထိတ်တင်းလာနေအတွက်ကီးထိတ်ကတော့2 4 5ဖြစ်ပါတယ်တဲ့ကီးရိုးရိုးကခွန်3 5ပါတဲ့အဲကောင်းပြီအဲ့တော့ကျွန်တော်တို့ကထုံးကြံအတိုင်းကပ်မယ်ဆိုရင်တော့2 9 နှစ်တောင်ညနှစ်ငါလေးခွန်လေးတောင်ညလေးငါကိုခွန်ကိုတောင်ညကိုငါဆိုဒီလိုမျိုးကျွန်တော်တို့ရပါတယ်တဲ့အဲ့မှာကျွန်တော်တို့ကမာစတာကီးလေးနဲ့ချိန်စားကြည့်ရအောင်မာစတာကီးကတော့ပထမမာစတာကီးဒီ6 1 3 5ဖြစ်ပါတယ်တဲ့ဒုတိယမာစတာကီးကကျွန်တော်တို့ခွန် နှစ်သုံးရငါပါတဲ့နော်အဲ့တော့ဒီကိနကိနဲ့ပတ်သက်တာကိုကျွန်တော်ပြန်ကြည့်မယ်ခွန်နှစ်ဆိုတာတော့အောက်တဒန်းပဲထိပါတယ်တဲ့နှစ်သုံးရလည်းအောက်တဒန်းပဲထိပါတယ်နှစ်ငါးနှစ်ငါးဆိုဒီမှာနှစ်ဒီမှာငါနှစ်ငါးဆိုပြီးတော့လည်းကျွန်တော်တို့ထိထားပါတယ်တဲ့လေးခွန်လေးခွန်ကြလည်းခွန်တစ်လုံးပဲထိတယ်၄၀ဆိုလည်းဒီမှာသုံးညာတစ်လုံးပဲထိတယ်လေးငါးလေးငါးတော့ယူမယ်ဆိုယူလို့ရတယ်ဒီမှာငါအပေါ်အောက်ကပါရတဲ့လေးငါး 9ခွန်9ခွန်ဆိုလဲတန်းမဲ့ထိပါတယ်တဲ့90ဆိုလဲတန်းမဲ့ထိပါတယ်တဲ့95 95ဆိုလဲကျွန်တော်ယူလို့ရပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်2 9ရဲ့5ရဲ့95ရဲ့တဲ့နော်25 95ဆိုပြီးဒီလိုမျိုးကျွန်တော်သုံးခွက်ရပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဗာကြည့်ရှိသလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီကြတဲ့အပတ်ကကျွန်တော်ထွက်ထားတာလေးကိုပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုရင်အခါကျတော့ဒီမှာကျွန်တော်တို့နောက်ဆုံးနှစ်ပြိတ် ်ထွက်တာက20ဆိုတာရှိတယ်20လို့ထွက်တာနှစ်နှစ် break ဖြစ်တဲ့အတွက်နှစ်ခွန် break ပေါ့နော်နှစ်ခွန် break လို့ထွက်ထားတဲ့အတွက်တဲ့ကျွန်တော်ရဲ့ mood ဒီနော်ရာသက်ပံကတ်ထဲမှာနှစ်ခွန်၄ကိုဆိုတဲ့ break ဟာတဲ့နှစ်ခွန်၄ကိုဆိုတဲ့ break ဟာတဲ့၃ရက်အတွင်းထွက်ရပါမယ်တဲ့အဲ့မှာပြန်ကြည့်မယ်ဆိုရင်ဒီမှာဒီမှာ၁ရက်ကျွန်တော်မထွက်သွားဘူးဒီ၁ရက်လည်းမထွက်သွားဘူးဒီကြားတဲ့အကောင်ပိတ်ထားတာ မပိတ်ထားဘူးဆိုရင်တော့ဒီနေ့မှကျွန်တော်ထွက်ရမှာပေါ့နော်မထွက်ရင်ပြတ်တယ်လို့ပြောရမှာပဲဒါပဲပိတ်ထားတဲ့အတွက်ဒီမှာတည့်ရဒီမှာတည့်ရဒီတနင်္လာနေ့ဒီဒီကောင်အကျုံးဝင်နေတဲ့အတွက်2.4ခုဆိုရယ်ပရိတ်နဲ့ပတ်သက်နေတဲ့အတွက်လည်းဒီမှာ2.4ခုပရိတ်ဟာ3ခုသလုံးသွားထိနေတဲ့အတွက်လှတယ်လို့ကျွန်တော်ဆိုရမှာပဲဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်တို့2.4ခုပရိတ်နဲ့ပတ်သက်ပြီးအပေါ်အောက်ကတ်တာကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရာသပန်ကတ်တွေထဲမှာရှိတဲ့ဟာလေးကိုထပ်ပြီးပြောခြင်းပါသေးတယ်အဲ့ဒါပါလဲဆိုတော့ခါကြတော့အလဲနှလုံးပူရင်တဲ့အလဲနှလုံးပူ အလဲနှလုံးပူတယ်ဆိုတာဒီလိုမျိုးကိုကျွန်တော်ဆိုလိုပါတယ်เนาะခွန်1 1နှစ်ဆိုတော့ဒီမှာ1နှလုံးပူသွားတယ်ပေါ့เนาะအဲ့လိုအလဲနှလုံးပူပြီဆိုတာ ਨੇ တဲ့တစ်ချောက်တပြားဟာတဲ့နှစ်ရက်အတွင်းမှာထွက်ရပါမယ်တဲ့ဟောတစ်ချောက်တပြားဒါတော့အဲ့တော့တစ်ချောက်တပြား ਨੇ ပတ်သက်တော့ဒီမှာမရှိဘူးမရှိတဲ့အခါကျတော့ကျွန်တော်တို့ကထောင်းနောက်တစ်ခါကျတော့ကျွန်တော်တို့အလဲအလဲနှလုံးခုနဟာပဲပြောမယ်เนาะဒီမှာအလဲနှလုံးပူရင်တဲ့3814ဆိုတဲ့ပရိဟာတဲ့3 8 4ဆိုတဲ့ပရိဟာတဲ့3ရက်အတွင်း နှစ်ရက်သုံးရက်အတွင်းမှာထွက်ရပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီတစ်ချောက်နဲ့ထိတာရောကျွန်တော်တို့သုံးချစ်တလေးပရိတ်ထိတာရောဒီမှာမရှိဘူးမရှိဘူးဆိုတော့ဒီမှာဒီဘာမှမထိပဲနဲ့ဟိုဟာဆိုရင်တော့ထိတယ်ပေါ့နော်ဒီမှာလေးလေးခွန်သွားရှိတယ်ပေါ့နော်ဒါကတော့ထားအဲ့တော့ကျွန်တော်တို့တစ်ချောက်နဲ့ပတ်သက်လို့တဲ့သုံးချစ်တလေးနဲ့ပတ်သက်တာကိုကြည့်မယ်ဆိုရင်နှစ်တစ်တကယ်လို့ဥပမာဒီထိတ်နဲ့ဒီတစ်ချောက်နဲ့မှာကတ်ခဲ့မယ်နှစ်တစ်ဆိုရင်သုံးပရိတ်တဲ့ဟောလေးတစ်ဆိုရင်တော့မရဘူး အဲနောက်တစ်ခါကိုးတစ်ကြလည်းမရဘူးပရိတ်နဲ့မထီဘူးနောက်တစ်ခါ6လဲဒီလိုပဲ6နှစ်ဆိုတော့အဲ6နှစ်8ပရိတ်ပေါ့နော်2 6ပေါ့နော်2 6 8ပရိတ်နောက်တစ်ခါကျွန်တော်တို့နှစ်ဟိုလေး6လဲမရဘူး6လဲမရဘူးပေါ့နော်အဲ့မှာနောက်တော့ခွန်ဒီတကယ်လို့များအဲ့ဒီ1 6ကားတဲ့ဒီကီးထိတ်နဲ့မထီပဲကီးနဲ့ထီမယ်ဆိုရင်နဲ့ခွန်1 8ပရိတ်နောက်တစ်ခါခွန်1ပြီးတော့6 8 ခွန်တက်ဆိုတော့ကျွန်တော်ရှစ်ပရိတ်နောက်တစ်ခါလေးတက်ကငါးပရိတ်ဖြစ်တဲ့အတွက်မရအွန်ပြောမယ် sorry အပေါ်သွားပြောနေနောက်ခွန်တက်ကကီးကီးနဲ့ကျွန်တော်ဒီတက်ချောင်းနဲ့ကတ်မယ်ဆိုရင်ခွန်တက်ဆိုရတဲ့ရှစ်ပရိတ်တဲ့ okay တဲ့3ည1ဟော3ည1ကြတော့တက်ပရိတ်တဲ့ဟောနော်အောက်နဲ့အောက်နဲ့ကတ်ကြည့်နေဟုတ်လားနောက်တစ်ခါငါးတက်ဆိုတော့6ပရိတ်မပါဘူးနောက်တစ်ခါကျတော့6နဲ့ပတ်သက်လို့ခွန်6ကြတော့3ပရိတ် okay ခွန်6နောက်တစ်ခါကျွန်တော်တို့6ကို3ညနဲ့ပတ်တော့6 3ည6 6ပြိတ်မရှိဘူး96ဟုတ်လားဒီလိုမျိုး ဒီလိုမျိုးသွားရအဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်နှစ်တက်ဒီဒီကောင်နဲ့ပြန်ကြည့်မယ်နှစ်တက်ရတယ်โอเค2 6တန်းနဲ့ထိတယ်မကြိုက်ဘူးခွန်တက်ရတယ်โอเค3 1ဒီမှာ3 1ဒီမှာတက်ရတယ်โอเคခွန်6ကလည်းတန်းနဲ့ထိတယ်5 6ကတော့ကျွန်တော်တို့ဟာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ၄ခွက်ဒီ၄ခွက်နဲ့ကျွန်တော်တို့ဒီ၃ခွက်နဲ့ပေါ့နော်ဒါကျွန်တော်အကုန်လုံးဘက်ဆောင်တောက်ဆောင်ညီအောင်ထိုးမယ်ဆိုရင်တော့ဒီဟာပဲရှိရတယ်။တကယ်လို့မှဥပမာငါကတော့ကွာနှစ်ကွန်လေးကိုပရိတ်ကိုပဲ ူစားပေးပြီးကစားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကောင်မဲထိုးရမှာဖြစ်ပါတယ်နော်နောက်တစ်ချောက်အထိနဲ့38တလေးကိုကျွန်တော်ဥစားပေးကစားမယ်ဆိုရင်အောက်ကလေးကွက်ကိုမူတီပြီးကြံတာလေးကိုအရန်နေနဲ့ကစားမယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်ထုံးစံတိုင်းကျွန်တော်တန်းလေးတစ်ခုပေးပါမယ်တန်းလေးကတော့အမြဲတမ်းပေးနေကြတန်းလေးပေါ့နော်ဒီတန်းလေးကတော့ကြတန်းမပေးလို့ကျွန်တော်မိမိဝါတတ်တယ်အဲ့ဒါကြတော့ကြမိဝိုင်းလာကြအောင်မယ်အဲ့တော့အပေါ်တန်းက8 1 6 9ပါတဲ့အောက်တန်းက2 9 395တဲ့ဟောအဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်25ဆိုတဲ့ဟာမျိုးမကြိုက်ဘူး45ဆိုတဲ့ဟာမျိုးမကြိုက်ဘူး95ဆိုတဲ့ဟာမျိုးကြတဲ့ဒီကောင်မှာသွားကြိုက်တယ်အဲ့တော့ဒီ၃ခွက်ထဲမှာကစားမယ်ဆိုရင်95ကတင်ကစားတို့ကျွန်တော်ကောင်းတယ်လို့ဆိုရမှာဖြစ်တယ်အဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်21 21ကဒီတန်းနဲ့လည်းညီတယ် okay နှစ်6ကတော့ညီတယ်တိုးတော်ညာလဲကျွန်တော်ကဒီမှာတခွက်ထဲထိထားတဲ့အတွက်ခြံသားကင်ဖြစ်တယ်နောက်ခွန်1ဒီမှာခွန်ဒီမှာ1 okay ဒီကောင်လည်းညီတယ် သုံးညတစ်ဒီမှာသုံးညတစ်မှာတစ်ဒီကောင်းနေနဲ့ညီတယ်ခွန်6ဆိုတာဒီမှာတော့ဒီမှာတော့သွားညီပါတယ်ဆိုတော့ညာလေဒီမှာတပင်နဲ့ထိတာအတွက်ကျွန်တော်တို့အရန်နေနေပဲထည့်မယ်ပေါ့နော်နောက်တစ်ခါကျတော့ခြားပြီးတော့5 6ဟောဒီမှာ5ဒီမှာ6โอเคဒီကောင်းနဲ့ညီတယ်ပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီ၃ခွက်ကဲဒီ၄ခွက်ကဲကိုတော့ကျွန်တော်ကကစားမယ်ကျင်းစီကစားမယ်ပေါ့နော်ကြာတင်ကစားတာတော့မိမိပါမိမိကျန်တဲ့တရားလေးကိုရွှေ့ချက်ပြီးတင်ကစားအဲကျန်တာလေးတွေတော့ကျွန်တော်အရန်နေနေကစားမယ်အမျိုးတို့အနေနဲ့လည်း ဟိုကျွန်တော်ပြောတဲ့အတိုင်းကိုကစားခြင်းတပါဆိုလဲကစားပါမကစားခြင်းဆိုလဲကျွန်တော်ပြောနေကြထုံးစံတိုင်းပါပဲကီးထိတ်ကိုယူကစားကစားကီးကိုယူကစားကစားမာစတာကီးကိုယူကစားကစားအခုပေးနေတဲ့ပရိတ်တီကိုပဲယူကစားကစားကြက်ရအောင်ယူကစားပါเนาะအဓိကတော့အောင်ဖို့ပဲအရေးကြီးပါတယ်ဒါမှမဟုတ်တန်းကိုပဲစိတ်ဟိုငါတို့ကတော့တန်းမှာတန်းဆိုတဲ့လူတွေအတွက်ကလည်းတန်းလေးကိုပဲယူကစားရင်းနဲ့ကစားပါကဲเนาะအဲ့ဒီကနေ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံး စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးဒီရင်အဖွဲ့နေမှာလှလှပပရကြအောင်ကြပါစေလို့ဆုတောင်းပေးဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ